ိုမြန်မာနိုင်ငံသားကြီးရောပြီးတော့ကျွန်တော်တို့အနေနဲ့ရောအဆင်ပြေရအောင်ပေါ့နော်ကျွန်တော်တို့ visa ဆိုရင်လည်း service အပြင်ကို information တို့ knowledge တို့အာကျွန်တော်တို့အထာလေးတွေပေးတယ်အမြန်မာဖုန်းလာဖြစ်နေတဲ့အတွက်လာရောက်ပြီးတော့အားပေးကြတဲ့လူတွေရှိတယ်။အာပတ်ခတ်ဆက်ခုမြဲပြီးတော့ဒါ Cas1 လေငံကနေကျွန်တော်တို့ရထားတဲ့ဒီအာမခံကျနှစ်ခုပေါ့နော်။ဒါဆိုလို့ရှိရင်အာငွေကြေးရေးအာမခံရင် ပြီးတော့ဒါကျွန်တော်တို့လူမှုဖူလုံကြီးအမခန့်ရေပေါ့နော်နံပါတ်1ကျွန်တော် AKD အယုံကြည်စိတ်ချမှုအပြည့်နဲ့ကျွန်တော်တို့စီမားဆာဖင်အပ်လို့ရတယ်နံပါတ်2ကျွန်တော်တို့နေရာအတိတ်တခြားရှိတယ်နံပါတ်3ကျွန်တော်တို့တရားဝင်လိုင်စင်နဲ့အလောလောကြီး ခေတ်မှာဆိုရင် travel and do service ရဲ့ပြီးတော့ visa service ရဲ့နှစ်ခုရှိပါတယ်မှာโอเคပါထိုင်းနိုင်ငံမှာကျွန်တော်တို့အာကျွန်တော်တို့အလုပ်လာလုပ်ပြီးတော့နေမယ်လို့ဆိုရင်ပေါ့နော်အကျွန်တော်တို့အလုပ်ကနှစ်မျိုးရှိတယ်ပေါ့နန်းပီရှိတယ်ပြီးတော့နန်းအယ်လီလို့ခေါ်တယ်ဘတ်ရိုက်ပြီးတော့နေလို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ blue color နဲ့အာ blue color white color ဆိုပြီးတော့ထိုင်းနိုင်ငံမှာဒါအလုပ်လုပ်ပြီးတော့ရရှိနေလို့ရတာရှိတယ်ကြယ်ပြတောင်းတက်ပြီးတော့လာနေမယ်ဒါမှမဟုတ်လည်းဘာသာစကားလာတည်မဲ့လူတွေဆိုရင်တော့ ED visa ရှိတယ်အကယ်၍အာကျွန်တော်တို့က နိုင်ငံပြင်ပကနေအလုံးလုံးနေတဲ့လူပေါ့နော် remove လုပ်နေတဲ့လူဆိုတော့ထိုင်တဲ့ကံမှာ DTP visa နဲ့နေထိုင်လို့ရတယ်။ ekine visa စာဖစ်ကကျွန်တော်ဒီနှစ်ပါဆိုလို့ရှိရင်ဒါအာနှစ်နှစ်မြောက်ရှိသွားပြီပေါ့နော်2023 2024 2025ဆိုတော့ပြောမလို့ဆိုရင်ဒါ3နှစ်ကြာသေးဘူးတော့ဝင်တော့ဝင်လာပြီပေါ့နော်ဒါပေမဲ့နှစ်နှစ်ကြော့ကြော့အထင်မှပဲရှိတယ်ပေါ့ ပြောမယ်ဆိုအရင်တော့ကဒါပွဲစားအနေနဲ့ပေါ့နော်ဒီ visa service ကိုရော passport service ကိုဒီဇိုင်းမမတ်လုပ်ခဲ့ပြီးတော့ပေါ့နော်အဲဆိုတော့အာပြီးတော့မှကျွန်တော်တသင်းအာရုံးခန်းဖွင့်တယ်ပြီးတော့တရားဝင်အခုဆိုလို့ရှိရင် AKD အာ visa service company ဆိုပြီးတော့ဒီရုံးခန်း ID square မှာဖွင့်ထားတယ်ပေါ့နော်အာကျွန်တော်တို့စီမှာအာကျွန်တော်တို့ဘက်ဆန်ကနေတာဝန် กินแม้สว่าปิโลไล่ได้อย่าดิไม่ရှိอูบ่เนาะพี่รอจนเราตู้สีมาอัดเดซอยิงงวยจีอย่าวอพี่รออัดไล่ได้ซาฟิกก็ดายงจีเสชะมูอภิยาเสียได้ဒါတော့ဒီကျွန်တော်စီမှာရှိတဲ့ line စင်လေးတွေကိုဒါကျွန်တော်မိတ်ဆက်ပေးမှာပေါ့နော်ဒီ line ဆရာဆိုလို့ရှိရင်ဒါကျွန်တော်တို့ DPD မှာရထားတဲ့ AKD Meter Service line စင်ပဲဖြစ်ပါတော့ပေါ့နော် အပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်ပတ်ကန်စခုံကနေရထားတဲ့ license ပဲဖြစ်ပါတယ်။အပြီးတော့ဒါကတော့ကျွန်တော်တို့အခွင့်ဆောင်ထားတဲ့ license မှာဒါကတော့ကျွန်တော်ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ခွင့်ပထမအဆုံးစပြီးရှောက်တဲ့ license ပဲဖြစ်ပါတယ်ဗောနော်။အာဒါကတော့ဒါကျွန်တော်ထိုင်းတရားရုံးဝန်ကြီးအာတရားရုံးကနေဒီကျွန်တော်တို့ဒီထိုင်းမြန်မာဘာသာပြန်အတွက်ဗောနော်တရားဥပဒေနေအာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တရားဥပဒေနဲ့အညီအာ ဘာသာပြန်ပေးရတာဗောနော်တရားတရားယုံနဲ့ပတ်သက်တဲ့ဟာဒီမှာဗောနော်အဲ့ဒါအဲ့ဒီတရားယုံကနေရထားတာဗောနော်ပြီးတော့ဒါတော့အာထိုင်းရဲ့ဒီကျွန်တော်တို့အာကျွန်တော်ရေချုပ်တယောက်ပဲဗောနော်အာသူကတော့ကျွန်တော်ကုမ္ပဏီရဲ့အကြံပေးပါဒီဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဥပဒေအတွင်းကမမှန်ကန်တာတွေဒါမို့လို့ရှိရင်လည်းကျွန်တော်တို့ဥပဒေနဲ့မညင်ညွတ်တာတွေမရှိရအောင်ဒါက အကြံပေးဖြစ်ပါတယ်ဗောနော်ဒါတော့ Levi Asia Company ပါကျွန်တော်ရဲ့အာမွေးစားအဖေလည်းဟုတ်တယ်မြန်မာပြည်မှာလေလုံးမနာမည်ပြမရှိဘူး2030နဲ့အေဂျင်စီကုမ္ပဏီတစ်ခုပေါ့နော်ကျွန်တော်တို့မှာ service အပ်သွားပြီးတော့မှအေဂရီမှာ service အပ်တာအဆင်ပြေတယ်အာအတိကျတယ်ပေါ့နော်အာအဲ့လိုမျိုးနဲ့ပြန်လာတဲ့ customer တွေရှိတယ်အဲတချို့ဆိုလို့ရှိရင်လည်း AKT ကယုံကြည်ရတယ်ဆိုတော့ဒီ customer တွေရှိရယ်တချို့ဆိုလို့ရှိရင်လည်း အာဧကတိကရုံးခန်းရှိတယ်ဗောနော်ရုံးခန်းကလည်းဒီ ID square မှာရှိတယ်သွားလာလည်းအဆင်ပြေတယ်ဗောနော်အဲ့နဲ့သွားပြီးတော့လာစုံစမ်းကြတယ်တချို့ကြလို့ရှိရင်လည်းအာမြန်မာဖုန်းတာဖြစ်နေတဲ့အတွက်လာရောက်ပြီးတော့အားပေးကြတဲ့လူတွေရှိတယ်ကိုယ်မြန်မာနိုင်ငံသားကြီးရောပြီးတော့ကျွန်တော်တို့အနေနဲ့ရောအဆင်ပြေရအောင်ဗောနော်အာကျွန်တော်တို့ visa ဆိုရင်လည်း service အပြင်ကို information တို့ knowledge တို့အာကျွန်တော်တို့အဲ့ဒါလေးတွေပေးတယ်ပြီးတော့ခိုင်လုံတဲ့အာကျွန်တော်တို့ visa အကြောင်းလေးတွေရှင်းပြပေးတယ်ပြောပြပေးတယ်ဗောနော်ကြည့် အဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအန္တရာယ်ရှိတယ်ဆိုရင်လည်းဒါအဆင်မပြေနိုင်ဘူးဒါတော့အဆင်ပြေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ကတ်စတမာတွေရဲ့ယုံကြည်မှုကိုကျွန်တော်တို့ယူထားတာပဲဖြစ်ပါတယ် အာကျွန်တော်တို့ AKD Visa Service Company ကထိုင်းအစိုးရ DPD နဲ့ရောပြီးတော့ကျွန်တော်တို့ Immigration မှာရောပြီးတော့ကျွန်တော်တန်ယုံနေနေအောင်ထိတ်ဆက်ပြီးတော့အလုပ်လုပ်တဲ့ဒီ company တခုဖြစ်လာကြမှုလို့ကျွန်တော်တို့ဒီ personal ဒီကျွန်တော် data အချက်အလက်ကအရင်အရေးကြီးတယ်ဗောနော်။မှ customer ကျွန်တော်တို့စီမှာ Visa Service အပ်သွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ customer ရဲ့အာ information နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတနည်းသိမ်းထားတယ်ဗောနော်။သိမ်းထားတဲ့ဟာကျွန်တော်တို့ထိုင်းအစိုးရကနေဒီအာဘယ်လိုပြောမလဲ ကျွန်တော်တို့ timer ဆိုရင်လည်းဒါအခွန်ဆောင်ရတဲ့ဟာရှိရေပေါ့နော်အခွန်ဆောင်တဲ့ခါကျရင်လည်းဒီ customer အနေနဲ့ထိုင်းတဲ့ကမာနေထိုင်သွားတာသိချာချောင်းကျွန်တော်တို့စီမှာအာ service ယူသွားတဲ့ customer အနေနဲ့ရောအခွန်ဆောင်တဲ့အနေနဲ့ရောကျွန်တော်တို့ဘက်ကသိမ်းထားတာဖြစ်တယ်ကျွန်တော်ထိုင်းနေလို့ဆိုစာခါပေါ့နော်ဒါယုံခွဲတစ်ပါကျွန်တော်ယုံကဟိုဘက်မှာနောက်ထပ်တယုံရှိသေးတယ်ဒါယုံခွဲတစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါနှစ်ခုရှိတယ်ပြီးလို့ရှိရင်တော့ဒါကကျွန်တော်တို့ အာပကန်စခုံမြေပြီးတော့ဒါကတ်စ1လေငန်ကနေကျွန်တော်တို့ရထားတဲ့ဒီအာမခန့်ချက်နှစ်ခုပေါ့နော်ဒါဆိုလို့ရှိရင်အာငွေကြေးရေးအာမခန့်ရေပြီးတော့ဒါကျွန်တော်တို့အာလူမှုဖူလုံရေးအာမခန့်ရေပေါ့နော်ဒါကတော့ကျွန်တော်တို့ထိုင်တဲ့ခါမှာငါတန်းကုမ္ပဏီနဲ့ဒါကျွန်တော်တို့ပါတနာချုပ်လာတာပဲဖြစ်ပါတယ်ပေါ့နော်အာကျွန်တော်ဒီ AKD Visa Travel Company မှာဆိုရင် founder နှစ်ယောက်ရှိရပါတော့เนาะကျွန်တော်အပြင်နောက်ထပ်အထိုင်း founder တယောက်လည်းရှိပါသေးတယ်ကျွန်တော်တို့အလုပ်တူတူတွဲပြီးတော့လုပ်ကြတာဖြစ်ပါတယ် ဲ့ဆိုကျွန်တော်တို့ထိုင်းနိုင်ငံမှာအကယ်၍တရားဗီဇာတို့ဒါမှမဟုတ်လေဒီတခြားနန်းအိနန်းအမီဂရန်ဗီဇာတို့ယူတဲ့ခါတိုင်းနိုင်ငံမီပါထွက်တဲ့ခါမျိုးရှိပေါ့နော်အဲ့ဆိုရင်တော့အရင်တော့ဆိုရင်တော့ဒါကမ္ဘောဒီးယားထွက်ကြတယ်ပေါ့နော်ကမ္ဘောဒီးယားထွက်ရင်လည်းကျွန်တော်တို့မှာ one stop service ပေးတယ်ဒါပေမဲ့အခုဆိုရင်ကျွန်တော်တို့ကကမ္ဘောဒီးယားနေဆက်အခြေအနေကြောင့်မို့လို့ပေါ့လာအိုထွက်ကြတယ်လာအိုထွက်ရင်လည်းကျွန်တော်တို့က one stop service ပေးထားတယ်ဒီကုမ္ပဏီကသွားတဲ့ customer တွေဖြစ်တယ်ဟိုဘက်နိုင်ငံမှာဗာဗီဇာသွားရှောက်မယ်ပြီးရင် ဘယ်တော့ပြန်လာပါမယ်ဆိုတော့ကျွန်တော်တို့ကတိကျတဲ့အဖြေရယ်ကျွန်တော်တို့ company ရဲ့အမခန့်ချက်ရယ်ကျွန်တော်တို့ကအဲ့လိုမျိုးတွေပေးပြီးတော့လာအိုမန်ဗီဇာတော့လျှောက်တယ်ပြီးရင်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ customer တွေကိုပြန်ခေါ်လာတယ်ဗောနော်အဲ့တော့ customer တွေအနေနဲ့ကျွန်တော်တို့ ਨੇ ဗီဇာ service app ပြီးတော့မှလာအိုထွက်တယ်ဆိုရင်အာနံပါတ်1မြန်ဆန်တယ်နံပါတ်2စိတ်ချရတယ်နံပါတ်3အာရုံမနှောင့်စရာဘူးနံပါတ်4ကျွန်တော်တို့အာနေဆက်မှာဖြစ်နေတဲ့ကြားဖြန့်ကိစ္စတို့ပြီးတော့ဟို အစီအမပြေမှုတွေသွားရေးလာရေးတရားစာကျွန်တော်တို့လွယ်ကူအောင်တည်ချာလေးစီစဉ်ပေးတယ်။အကယ်၍ကျွန်တော် AK Net Visa Service ကို Service App ပေါ့ပေါ့နော်ကြည့်နေတဲ့ကျွန်တော်တို့ Customer တွေအနေနဲ့ Service App မယ်ဆိုလို့ရှိရင်နံပါတ်1ကျွန်တော် AK ရေအုံကြီးစေချမှုအပြည့်နဲ့ကျွန်တော်တို့စီမံဆာဖိအပ်လို့ရတယ်။နံပါတ်2ကျွန်တော်တို့နေရာအတိတခြားရှိတယ်။နံပါတ်3ကျွန်တော်တို့တရားဝင်လိုင်စင်နဲ့အလွယ်လုံးနေတယ်။ဟုတ်ကဲ့။အာကျွန်တော်အာကိုပြည့်ကိုပေါ့နော်။ဒါတိကျတဲ့ customer တွေရော ကိုပြည့် အပြင်ကို AKD ဆိုပြီးတော့တည်ကြတဲ့ customer တွေရောဒါကျွန်တော်ကျေးဇူးအရန်တင်နေပေါ့နော်။မဟုတ်ဆိုကျွန်တော်ဒီလိုမျိုးရုံးခန်းနဲ့အစီတကြနဲ့ပြီးတော့ဒီမှတ်မှတ်ကန်ကန်နဲ့စားဖိတ်ပေးနိုင်ဖို့အတွက်ကိုဒါကျွန်တော် customer အဟောင်းတွေပေါ့အများကြီးကျေးဇူးရှိတယ်ပေါ့နော်။အခုမှလာပြီးတော့လာရှောက်မဲ့ customer တွေရော ပေါ့နော်။ကျွန်တော်အမြဲတမ်းဖိတ်ခေါ်တယ်။ကျွန်တော်တို့ AKD visa စားဖိတ်အာဒီမိသားစုကနေပေါ့နော်။ new fee မှုရောပြီးတော့ အာတိကျတိကျစွာနဲ့ကျွန်တော်တို့ဒီရွှေမြန်မာတွေအတွက်ရောပြီးတော့ဒီတခြားအာနိုင်ငံသားတွေအတွက်ရောပေါ့နော်ဗီဇာဆာဖစ်ကိုတိကျတိကျစွာနဲ့မှန်ကန်စွာအမြဲတမ်းဆောင်ရွက်ပေးနေပါမယ်လို့ဒါကျွန်တော်ကနေအာတိတိချာချာပြောနိုင်တယ်ပေါ့နော်ကျွန်တော်တို့ AK နေဗီဇာဆာဖစ်ယုံက Luxy ID Square မှာရှိပါတယ်တုံးထပ်မှာပေါ့နော်အဲဆိုအလွယ်ပူဆုံးတော့ Google မှာသွားပြီးတော့ AKD visa service ဆိုပြီးတော့ရိုက်ရှာလိုက်ရုံအတိအကျထွက်တယ်။အဲ့လိုမျိုးမဟုတ်လို့ရှိရင်ကျွန်တော်တို့ Luxy ID Square ဆိုပြီးတော့ရှာပြီးတော့လာလို့ရှိရင်လည်းရတော့ဗောနော်။သုံးလွှာကိုတိုက်ခဲ့ပါ immigration ကျွန်တော်တို့ရုံရဲ့မျက်နှာချင်းဆိုင်မှာရှိပါတယ်။အကယ်၍ဒီမှာ visa service လာပြီးတော့ inspection လာလုပ်တဲ့လူဆိုရင်တော့မနက်၈နာရီကနေညနေ၅နာရီအထိရှိပါတယ်။ကျွန်တော်ရုံကတော့ပုံမှန်မနက်၈နာရီကနေညနေ၅နာရီထိတော့ဖွင့်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးပါ